အားလုံးပဲမင်္ဂလာပါများ။ကောင်းဆက်တဲ့ခြေနှမပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေးတော့ဖြည်းကြီးဖွဲကနေနှုတ်ထွက်လိုက်ရတဲ့အကြောင်းရင်းကိုပြောပြလာတဲ့ကိုကိုလွင်ရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒီမှာကိုလွင်ကအဲဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ခြေနှမအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မင်္ဂလာပါဗျာเนาะဒီနေ့ကျွန်တော်ကျဲကြီးအဖွဲ့ကထွက်ရတဲ့အကြောင်းရင်းကိုသိချင်နေတဲ့သူတွေအတွက်เนาะသိချင်နေတဲ့သူတွေအတွက်ကျွန်တော်ရှင်းလင်းပေးမှာဖြစ်ပါတယ်အဲအဓိကတော့ကျွန်တော်တို့ကျဲကြီးညီကိုတွေပေါ့เนาะအဖွဲ့မှာဆိုလို့ရှိရင်အားလုံးကစကားကိုအေးအေးဆေးရှင်းလို့ရတယ်ပြောပြလို့ရတယ်เนาะဘယ်ကိစ္စမဆိုဟာလာဟိုတိုင်တိုင်မြင်မြင်နဲ့လုပ်လို့ရတယ်အဲ ြောလို့ရှိရင်လည်းသဘောပေါက်လွယ်တယ်ပေါ့နော်သဘောပေါက်လွယ်တယ်ဒါပေမဲ့အဓိကဒီဖဲကြီးအခွဲကိုနော်နာမည်ပြတ်အောင်မျိုးမျိုးလုပ်နေတယ်ပေါ့နော်ဒီမင်းမင်းဇော်ဟိန်ပေါ့မင်းမင်းဇော်ဟိန်ဟာသူဟာကျွန်တော်ရဲ့နော်ဟိုဘယ်လိုပြောရမလဲ ီလူပေါင်းလူဝင်ဆက်မှုပေါ့နော်လူဝင်ဆက်မှုကျွန်တော်ရဲ့ဒီအဲရိုးရိုးသားသားပြောမှုတွေကိုသူအမြဲတမ်းအမြဲတမ်းပေါ့နော်သူကျင့်တဲ့အားရမှုမရှိဘူးနဲ့တူပါတယ်နော်အဲ့တော့ကျွန်တော်ကလူတယောက်ကိုကြည်လာနေကျွန်တော်တို့တွေကနော်အဝေးမြင်အပြင်ပြီးရောပေါ့နော်ဒါကြောင့်လဲကျွန်တော်ကကြောက်ရွံ့တိုင်အောင်ဆိုလို့ရှိရင်အဲစကားကိုရှေ့ရှေ့မပြောတော့ဘူးပေါ့နော်ရှေ့ရှေ့မပြောကြဘူးနော်ကျွန်တော်ဒီဖျဲကြီးအခွက်ဖြစ်လာဖို့နော်ဒီဖျဲကြီးအခွက်နာမည်ကြီးလာဖို့အတွက်ပေါ့နော် ကျွန်တော်နဲ့အတူတူဟာလာပါဝင်ခဲ့တဲ့သူတွေရောဖဲကြီးရဲ့ဟိုဟို supporter တွေရောပေါ့နော်အဲအကုန်လုံးအဆင်ပြေပြေနဲ့နားထောင်လို့ရအောင်နော်အားလုံးကျွန်တော်ဆိုရင် guide တွေအများကြီးတွင်ခဲ့ပေးတယ်ပေါ့နော် guide တွေအများကြီးတွင်ခဲ့ပေးတယ်အချိန်တိုင်းလို့လို light တက်ပေးတယ်နော်ဒီဖဲကြီးအဖွဲ့မှာလာရောက် join ပြီးတော့အားလုံးနော်ဖဲကြီး supporter တွေရောအားလုံးဟိုဟာတွေရောနော်ကျွန်တော်တို့တွေအများကြီးပဲဖြစ်ခဲ့တယ်ပေါ့မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါနော်ဒီကနေ့ကျွန်တော် ဆဲကြီးညီကိုတွေတချို့ညီကိုတွေတော့ကျွန်တော်အရန်အားနာပါတယ်နော်ဘာလို့ဆိုတော့တချို့ညီကိုတွေအဲ့ဒီဟိုအမတန်မှလူကြီးလူကောင်းဆန်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုစကားပြောတဲ့အခါမှာလည်းကြောက်နေတယောက်ငင်းငင်းခုံငင်းမရှိဘူးနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဟာကျွန်တော်ပထမဆုံးအခုဒါအမ်ဟိုပါဘောဒါမဇူးလည်းရှိတဲ့အချိန်ပေါ့နော်ကျွန်တော်ပြောပြလိုက်မယ်ပေါ့နော်ဒါလည်းဆိုတော့ကျွန်တော်ဒီ2021 2022လောက်မှာ2022လောက်မှာလားမသိဘူးနော် ကျွန်တော်ဒီတိမင်းတမန်တို့အဖွဲ့ကိုเนาะကျွန်တော်တည်တယ်ပေါ့တည်တဲ့အခါမှာကျွန်တော်တိမင်းတမန်ဟိုတို့အဖွဲ့ကိုလူဖို့တန်းဖို့ပေါ့เนาะအဖွဲ့လေးကိုဟိုကျွန်တော်တို့ထောက်ပံ့ဖို့အတွက်အဲပြောတဲ့အခါမှာလည်းဒီမင်းမင်းစော်ထင်းကစပြီးတော့ပေါ့เนาะဟိုဖြတ်တာပေါ့เนาะဖြတ်တာပေါ့သူသူ့မှာဟိုအဖွဲ့တစ်ဖွဲ့ထောင်ထားတာကိုလည်းကျွန်တော်တို့လုံးဝမပြောဘူးပေါ့เนาะအဖွဲ့တစ်ဖွဲ့ထောင်ထားတာလည်းလုံးဝမပြောဘူးမြည်ပြန်มาပေါ့เนาะသူသူသူလူတန်းနေတဲ့အဖွဲ့တစ်ဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူထောင်ထားတာပေါ့ဗျာအဲ तू อ่ะ तू อ่ะအဲ့ဒီအဖွဲ့မှာ သူကဟိုဟာပေါ့ဟိုသူခိုင်းလို့ပြုလို့ရတဲ့အကောင့်လေးတယောက်ရှိတယ်။အဲကောင်လေးကလည်းသူကဖိုးခွားပေါ့သူ့နာမည်ကတော့နော်သူ့နာမည်ကဖိုးခွား။အဲ့ကောင်လေးရှိတယ်အဲ့အဖွဲရှိတဲ့အတွက်ကြောင့်သူကဘာလဲဆိုတော့ဟိုကျွန်တော်တို့လည်းသူမဲမဆွဲရဲဘူးပေါ့နော်အဲအဲ့လားအဲနောက်ဆုံးတော့ဟိုဘာလဲဆိုတော့ဒီတင်းမင်းတမန်တို့အဖွဲဟိုပေါ့နော်လူတန်းလို့ဖို့အတွက်ဟိုသဘောတူညီချက်ကိုမရဘူးဆိုတော့ကျွန်တော်တင်းမင်းတမန်တို့အဖွဲကိုကျွန်တော်ကိုယ်ပန်ကိုပဲကျွန်တော်သူကိုတန်းထိုင်တဲ့ဘက်ကပဲကိုပါဝင်ပြီးနောက်ဆုံး ကျွန်တော်တို့အဖွဲ့တွေကနော်ကျင်းကြီးကိုတယောက်ကလည်းဒီလိုပဲနော်ဟိုပြည်တွင်းမှာတို့အဖွဲ့ကိုသူ့ကိုတော့နော်ကျွန်တော်တို့သဘောတူတယ်ဒါပေမဲ့အဲဂျန်တဲ့သူတွေကိုသူကနေပြီးတော့မဲဆွဲလိုက်တယ်ပေါ့နော်အဲထားပါဒါကတော့ပြဿနာမရှိပါဘူးနော်ဟိုအဲ့အဖွဲ့ဘယ်လိုပြတ်သွားလဲဆိုတာလည်းကျွန်တော်ရှင်းပြမယ်ပေါ့နော်ဟိုအဓိကတော့ဘာလဲဆိုတော့အခုဖြစ်သွားတဲ့အကြောင်းရင်းနော်ကျွန်တော်ကျွန်တော်ကလူကြီးတယောက်အနေနဲ့ပေါ့နော်သူတို့ရဲ့မှားယွင်းနေတဲ့အားတွေကိုကျွန်တော်တားရတားရနေပြီးတော့မှကျွန်တော်ဆဲဆိုပြီးတော့မှအဲကျွန်တော် ဟိုပြောင်ကြီးဆိုပြီးတော့မှမင်းမင်းစော်ဟင်းဟာတတိပေးချက်နဲ့အတူပေါ့ကျွန်တော်ကသူကဘာပြောလဲဆိုတော့အဲပြောင်ကြီးမင်းခွေးတွေနဲ့ဘလူးပလဲလုပ်ရင်နော်ဒီတစ်ခါဆိုရင်တော့မင်းဟိုငါဟာလာဟိုအဖွဲတွေကထုတ်မယ်ဆိုပြီးတော့ဒီကောင်ကကျွန်တော်ပြောရပေါ့အဲ့တော့ကျွန်တော်ဒီတကယ်နဲ့စားမဟုတ်ပါဘူးနော်ကျွန်တော်ခွေးမောင်းလာတာဘယ်လောက်ထိကြာခဲ့ပြီဆိုတာအားလုံးသိပါတယ်နော်ဒါကိုဒီကောင်ကကျွန်တော်ရိုင်းပြဆိုတာနဲ့ကျွန်တော်အဖွဲတွေကထုတ်မယ်ဆိုတော့ အကျိန်ပေါင်းများစွာဒီကောင်ပြောခဲ့တာတွေရှိပါတယ်။နော်ကျွန်တော်အကျိန်ကျိန်တိခန့်ခဲ့ပါတယ်။ဒီကောင်ကျွန်တော်တို့အကျိန်ကျိန်နဲ့တောင်းပန်ခဲ့ရပြီးပါတယ်။အဲ့တောင်းပန်ပြီးလိုက်နော်တောင်းပန်ပြီးတိုင်းမှာလည်းသူ့ရဲ့စိတ်ထဲမှာအကျဉ်းသက်တာတွေကအများတန်းရှိနေတယ်ပေါ့။အဲ့တော့ကျွန်တော်ကဒီအောက်ကညီကောင်မောင်နှမတွေကိုကျွန်တော်ပြောချင်တာကျွန်တော်ကခွေးနဲ့ဘလူးပလက်လှုပ်ရှားလာဟမ်ကျွန်တော်ကကို့ပြူဟာနဲ့ကို့နော်ဒီခွေးဟုတ်နေတဲ့နောင်မှဟလာကို့ပြူဟာနဲ့ကို့စကားပြောတဲ့ကိစ္စတွေရှိပါတယ်အဲ့ဒီဟာတွေကိုဒီကောင်ကကျွန်တော်ကို သူများနဲ့အထင်မြင်လွဲအောင်ပေါ့နော်ကျွန်တော်ကိုကျွန်တော်ကိုခွေးကိုကျွန်တော်ကပဲဟိုဟာဖြစ်တယ်ဆိုရယ်ပုံစံမျိုးနဲ့ပေါ့နော်ဒီလိုကြီးလောက်ဒီလိုကြီးကျွန်တော်ကိုလူရှိသူရှိမှာပြောတယ်ဟိုကျွန်တော်ကိုအဲဒီ line ပေါ်မှာပေါ့ဗျာအဲ TikTok TikTok line ပေါ်မှာပေါ့ဒီကောင်ကကျွန်တော်ကိုဟိုကျွန်တော်ချက်အများကြီးငယ်ပါတယ်နော်ဒါပေမဲ့ဘာလဲဆိုတော့အမတန်မှဟိုစိတ်ရုပ်စိတ်မှရှိရပေါ့နော်သူမှစိတ်ရုပ်စိတ်မှနဲ့ကျွန်တော်ကိုပြောခြင်းဖြစ်တယ်ပေါ့ဒါကိုကျွန်တော်လက်မခံနိုင်ဘူးနော်အဲ့တော့အဲ့ကျန်တဲ့ကျွန်တော်ခုဖြစ်နေခြင်းဟာလေဖဲကြီးညီကိုတွေနဲ့ဖြစ်နေခြင်းမဟုတ်ဘူး ဲ့တော့ဒီຫນွေဦးဖိုက်တာဆိုပြီးတော့မှเนาะတို့တို့ဒီအဖွဲတစ်ဖွဲထောက်နေပေါ့ပထမကတော့အဲ့အဖွဲမှာကျွန်တော်ပါလိုက်တယ်เนาะပါလိုက်ပြီးတဲ့အချိန်မှာကျွန်တော်တို့အချောင်းတစ်ခုကြောင်းပေါ့เนาะကျွန်တော်အတူကအဲ့လိုပေါ့ဟိုသူကဘာလဲဆိုတော့သူနဲ့တဲနေလို့ရှိရင်အဲ့လူတွေကိုသူအကုန်ကောက်ွယ်เนาะသူနဲ့မတဲတော့ဘူးဆိုရင်ကျွန်တော်ကနေပြီးတော့ဒီလေအဲ့လိုမလုပ်ပါနဲ့เนาะဟိုပြန်ခေါ်လိုက်ပါအဲဟိုရံမဖြစ်ပါနဲ့ဆိုရင်တော့မှမရဘူးသူကအဲ့လူကိုသူပုတ်စုပ်ပဆက်ပြောပြီးတော့သူတောင်းလည်းမတောင်းမှန်းဘူးအပွဲရထုတ်လိုက်တယ် ဲအဲ့လိုမျိုးတွေသူကလောက်တာပေါ့နော်အဲ့တော့အတိုင်းမှာအတိုင်းမှာလူငယ်လေးတွေရှိတယ်အဲ့လူငယ်လေးတွေကနော်သူငယ်ငယ်ငယ်ကတော့ကစားဖြစ်ပြီဆိုလို့ရှိရင်အဲ့လူငယ်တွေကိုသူထုတ်ပလိုက်ပြီအဖွဲ့လေးကနေကျွန်တော်အောက်ကနေတွားပြီးတော့ညီလေးအဲ့လိုမလုပ်ပါနဲ့နော်ကျွန်တော်ပြောတာအဖွဲ့တစ်ဖွဲ့ထောင်ရင်တာဝန်ယူမှုတာဝန်ခံမှုရှိရတယ်ကြာနော်အဲ့ဒီအဖွဲ့မှာပြီးတော့အားလုံးကတော်လန်ရေးအတွက်ဝင်ပြီးပူးပေါင်းတဲ့အဖွဲ့တွေပဲဖြစ်ကြတယ်ဖြစ်တဲ့အခါမှာလူကြီးလူကောင်းဆန်ဆန်နဲ့နော်ဟိုပြောရမယ်အဲ့တော့သူကလူကြီးလူကောင်းမှမဟုတ်တာဗျာနော်ဒီကောင်လေးက ဟိုပညာလည်းမတက်ဘူးလေနော်မင်းမင်းစော်ရင်ကပညာလည်းမတက်ဘူးသူ့ရဲ့ဒီနောက်ခံအကြောင်းကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာလည်းသူဒီအဲမွ슬င်လူမျိုးတယောက်ဖြစ်ပင်မဲ့လို့မွ슬င်ရဲ့ချမှတ်ထားတဲ့ဘာသာမှာချမှတ်ထားတဲ့ဝိတရားတွေကိုလည်းသူကြည်ပြအောင်မထမ်းဆောက်ဘူးပြောရမယ်ဆိုရင်ဗျာတရဏဂုံပြတ်တယ်လို့ခေါ်ရဗျာနော်တရဏဂုံပြတ်တယ်ပေါ့နော်ဒီမွ슬င်တယောက်ဖြစ်ပြီးတော့မှဘာသာရေးတရားရဲ့အဆုံးအမကိုလည်းမခံယူဘူး ဲ့တော့ဘာသာတရားကိမ့်မဲ့နေတယ်ပေါ့နော်အဲ့လိုလူတယောက်ဖြစ်တဲ့အတွက်ကြောင့်အမတန်မှဆုံးမရအခက်ပါတယ်နော်အဲဒုတ်ပစလူမျိုးပေါ့ဒုတ်ပစဆိုတာဆုံးမရမလွယ်ကူတဲ့သူပေါ့နော်အဲအဲ့တော့အဲ့တော့ကျွန်တော်တို့ကိုသူကဘလောက်ပြောပြောကိုယ့်အကိုတွေပြောရင်9000ပါတယ်လို့ဒိုင်းပေါ်မှာသာပြောခဲ့တာဒါပေမဲ့လက်တွေကျွန်တော်ဆုံးမတဲ့အခါကြာလို့ရှိရင်ကျွန်တော်ကိုဒိုင်းပေါ်မှာတော့မနော်အကိုရေးလို့သူရင်ရင်ကြီးကြီးခေါ်ပြီးတော့စကားမပြောနိုင်ဘူးနော်ဘာလို့ပြောလဲဆိုရင်ကျွန်တော်ကိုအဲ့ကောင်ပြောင်းကြည့်ဟမ်မင်းသတိထားနော်ဆိုတော့ကျွန်တော်ရဲ့ ဟိုနာမည်ကိုဖြတ်ခဲ့တာသူပါပဲเนาะဒီပြောင်ကြီးပြောင်ကြီးနဲ့စပြီးတော့ကျွန်တော်မယုံမသေးလောက်ခဲ့တာသူပဲအရှင်ကတော့နောက်ပြောင်ပြီးခေါ်ခဲ့တာကိုကျွန်တော်လက်ခံပါတယ်เนาะဒါပေမဲ့ဒီကောင်ကကျွန်တော်ကိုမုံတီးတဲ့စိတ်ဖြစ်နေတယ်ဆိုတာကျွန်တော်သိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဟိုပါပေါ့သူ့ရဲ့စိတ်မှာကျွန်တော်အရန်ပေါ့ဟိုချီချူးခံရတာ၄အအခွဲထဲမှာကျွန်တော်ဟိုဘယ်လိုပြောရမလဲစကားပြောတာ၄နောက်သူနဲ့ကျွန်တော်နဲ့ဇယိုက်ချင်းရတယ်မတူဘူးဗျเนาะမတူတဲ့အခါကျတော့သူ့မှာအတွင်းစိတ်ကပေါ့ကျွန်တော်ပေါ်မှာ အဲမနာမနာလိုခြင်းဝင်တိုခြင်းเนาะအဲ့လားဖြစ်နေတာပေါ့အဲ့တော့ကျွန်တော်ဘာပဲလုပ်လို့သူကကျွန်တော်ကိုဘာနဲ့ဆွဆွဲလဲဆိုရင်ဒီချိန်ကတိတဲ့အတိုင်းပဲဗျာတော်လန်ရေးကိုဟဲ့လားဟိုဆွဆွဲနိုင်စရာဆိုလို့တလန်ပေါ့ဗျာပြည့်ရမလားတလန်တော့တလန်နဲ့ဆွဆွဲအောင်เนาะအဲ့တော့ဟိုကျွန်တော်ကသူပြောတယ်လို့သူပြောတိုင်းကျွန်တော်ကတလန်ဖြစ်သွားဖြစ်သွားတဲ့လူမှမဟုတ်တာเนาะအဓိကတော့ဗျာຫນွေဦးဖိုက်တာအခွဲ2000တယ်အဲ့မှာတာဝန်ယူမှုတာဝန်ခံမှုဘာမှမရှိဘူးဆဲတာဆဲတာမှလေတကယ်ဟိုဘယ်လိုပြောရမလဲ ကျွန်တော်ပြောတာလေခွေးတွေကိုစက်ပြဿနာမရှိဘူးနော်အေးနောက်ဆုံးထောက်ပို့တွေကိုဟလာတကယ်ဟိုဆဲမယ်ဆိုရင်တော့မှဟိုဥမာပြကျွန်တော်ကဒေါ်လူစီနဲ့ရန်ဖြစ်ခဲ့တယ်အန်နီရိုစီနဲ့ပေါ့နော်ရန်ဖြစ်ခဲ့တယ်နော်ဒါပေမဲ့ပါလေအန်နီရိုစီကပို့ဆိုပတ်ဆက်ကျွန်တော်တို့ရဲ့လူကြီးတွေကိုဆဲတယ်ပြောတယ်ဝေဖန်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တိုက်ခိုက်တာပဲရှိတယ်နော်ဟိုကျွန်တော်ပြောပြီးရင်ကျွန်တော် black တစ်လိုက်နှစ်လိုက်ဖြန့်ပြီးရင်ကျွန်တော်ဇက်တိုက်ပြောမနေတော့ဘူးနော်ဒါပေမဲ့ကျွန်တော်ကဘာလဲဆိုတော့ဒီ ဟိုသူ့အကြောင်းတိလာတဲ့အခါမှာပေါ့နော်သူဒီကျွန်တော်ရဲ့ဂုံတိတ်ခါကိုညင့်တက်အောင်မလုပ်ပေးဘဲနဲ့ကျွန်တော်ရဲ့ဂုံတိတ်ခါကိုကြောက်အောင်ကိုကိုလွင်ရလိုင်းပေါ်မှာဆဲဆိုပြီးတော့နော်ဆက်ဆံပြောဆိုနေတယ်ဖြစ်အောင်အချိန်ပေါင်းများစွာပေါ့နော်သူကျွန်တော်ကိုဘယ်လောက်ထိပြောခဲ့လဲဆိုရင်ဒီလိုင်းတွင်ပြီးရင်ကင်မရာကိုတေချာကြည့်ကြည့်ပြီးရင်တေချာဆဲဆိုပြီးတော့မှနော်ကျွန်တော်အဲ့လိုမျိုးကျွန်တော်ကတော့ရိုးသားတဲ့စိတ်နဲ့ပေါ့နော်ကျွန်တော်မသိခဲ့ဘူးပေါ့နော်ကျွန်တော်ကျွန်တော်ဟိုကျွန်တော်အဲ့လို YouTube တွေတင်မယ်တည်ရမလားဒီလိုမျိုးဟို ဟိုပါပေါ့ကြီးစရာတွေလောက်မယ်လို့ကျွန်တော်မသိခဲ့ဘူးပေါ့နော်ဒါဒါမှန်တမ်းပြောတာပေါ့ဆိုတော့ဒါလည်းတစ်ခေါက်တော့ပြဿနာတက်တော့လည်းပြောခဲ့ပြီးပါပြီဒါလည်းပြဿနာမရှိပါဘူးပြီးသွားပါပြီအခုဒီအဲထိုင်းနိုင်ငံမှာပေါ့နော်ထိုင်းနိုင်ငံမှာပရာဟိတဆိုပြီးတော့မှအရန်ပေါ့နော်ဟိုထိထိရောက်ရောက်လှုပ်ပေးနေတဲ့နော်တွဲတော်လက်ဆိုတဲ့အဖွဲရှိပါတယ်အဲ့ဒီအဖွဲကပြည်တွင်းပြည်ပနော်အကုန်လုံးပရာဟိတအနေနဲ့သူတို့တွေတည်တည်ချာချာနဲ့နော်လူတန်းပေးနေတဲ့အဖွဲဖြစ်ပါတယ် ဒါပြည်တွင်းထဲမှာဒီစစ်ပေးရှောင်တွေရောအကုန်လုံးလူတန်းပြေးနေတဲ့အဖွဲ့ကိုအဲ့အဖွဲ့ကခေါင်းဆောင်ကိုပေါ့နော်အဲတိုက်ခိုက်တာပေါ့တိုက်ခိုက်တဲ့အခါမှာလည်းရမ်းရမ်းဆန်းဆန်းကြီးတိုက်ခိုက်တယ်ကြာတိလားအဲ့အဖွဲ့နဲ့လည်းကျွန်တော်နဲ့အရန်ရင်းကြီးတာကိုလည်းသူသိတယ်အဲ့တော့ကျွန်တော်ဒီထိုင်းနိုင်ငံမှာဘယ်အဖွဲ့မှာပဲဖြစ်ဖြစ်ကျွန်တော်စကားတက်ပြောလို့ရတယ်ကျွန်တော်ကိုမော်နီတာပေးတယ်ကျွန်တော်ကိုဦးစားပေးတယ်ဒါတွေကိုလည်းသူ့စိတ်မှာမရှိမလားဖြစ်ချင်လည်းဖြစ်နေမှာပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောရမလဲကျွန်တော်ကိုသူဆွဆွဲနိုင်ကြဆိုလို့ နော်ဒီဒီဘောဟိုဘောမတွေနဲ့အဆက်အသွယ်လုပ်တယ်လို့ဘာလို့ညာလို့လဲအဲ့လိုမျိုးတွေပေါ့ဆွဆွဲတာပေါ့ဗျာနော်ဆွဆွဲတာပေါ့ဟိုကျွန်တော်ဒီခလေးမဟုတ်ဘူးဗျာနော်သူပြောတယ်လို့ကျွန်တော်ကခလေးမဟုတ်ဘူးနော်ကျွန်တော်မှအုံနောက်ရှိတယ်ဒီကောင်ကကျွန်တော်တက်အများကြီးငယ်နော်အဲ့တော့ तू ကကျွန်တော်ကိုဒါမလုံးနဲ့ဟိုဟာမလုံးနဲ့ဟိုဟာနဲ့မပတ်သက်နဲ့ပြောရအောင်ကျွန်တော်ကခွေးတွေကိုကျွန်တော်ကသတင်းပေးနေတဲ့ကောင်လည်းမဟုတ်ဘူးနော်ကျွန်တော်ကဒေါ်လာရေးအတွက်နော်စီယုံနိုင်အောင်စီယုံနေဘာဖြစ်လို့လဲကျွန်တော်တို့ကဒီအချိန်မှာ ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီတော်လန်ရေးရပါဗောနော်ကျွန်တော်တို့ကသတင်းတွေရဖို့လိုတယ်နော်ဟိုသူ့ကိုယ့်ရဲ့ဒီဟိုပါဗောလိုအပ်တဲ့သတင်းတွေကိုလည်းဟိုကနှိုက်ထုတ်ဖို့လိုတယ်နော်ဒါတွေကိုကိုယ်တွေကအများအားစူးစမ်းရတယ်ဗောနော်စူးစမ်းရတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုနောက်ဆုံးပြတိုက်ခိုက်နေခြင်းကိုယ်လာတိုက်ခိုက်နေလို့ရှိရင်နော်ဟိုဘယ်လိုပြောရမလဲအလုတ်လောက်ရတာရှေ့ကိုမရောက်ဘူးဗောနော်အဲ့တော့ကျွန်တော်တို့ကစစ်ခွေးကိုတိုက်ခိုက်ရမှာလေစစ်ခွေးကိုတိုက်ခိုက်ရမှာဖြစ်တဲ့အတွက်ကြောင့် နော်ဒီလူတွေကိုတွားပြီးတော့မှလွင့်ထွက်သွားအောင်လုပ်လို့မရဘူးဗျာနော်လွင့်ထွက်သွားအောင်လုပ်လို့မရဘူးအဲတချို့ကိစ္စတွေကိုကြာတော့နော်သူကကျွန်တော်ကိုဟိုဘယ်လောက်ထိဆွဆွဲလဲဆိုတော့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကစားနေတယ်ဆိုတဲ့ပုံစံမျိုးနော်ဒီလူတွေရှိရနေကျွန်တော်ငွေကြေးစားနေတယ်ပုံစံမျိုးနဲ့ပါဒီကောင်ကမဟုတ်မမှန်ဒါဒါတော့ဒါတော့သူလုံနေကြအကွက်တွေပါပဲဒီနော်ဒီမင်းမင်းစော်ရင်လုံနေကြအကွက်တွေပဲနော်ဘာဖြစ်လို့လဲဆိုတော့ဒီငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့သူကကျွန်တော်ကပါပြောမင်းနဲ့ သိန်း30ပြည့်အောင်မင်းလူဘူးလားတဲ့ကျွန်တော်အဲ့လိုမေးတယ်ဗျာဖြေလားအဲ့တော့ကျွန်တော်ကမှတ်မှတ်ရရကျွန်တော်3နှစ်တာကာလလုံးမှာနော်ကျွန်တော်ကျွန်တော်လူနေတဲ့အလူတွေကိုလိုက်ပိတ်ပင်တာသူပဲနော်လိုက်ပိတ်ပင်တာသူပဲကျွန်တော်ဟိုဘာလဲဆိုတော့ကျွန်တော်ဒီဟိုပါမှာဗျာအဲပြည်တွင်းထဲမှာစင်းရဲတဲ့သူတွေရှိတယ်နော်အဲ့စင်းရဲတဲ့သူတွေကိုလှူနေတယ်လှူလို့ဆိုပြီးတော့နော်ဟာအဲ့ဒါကြီးကလိုက်လူမနေနဲ့နောက်ဆုံးကြဟိုအဲ့လိုပါဟိုဟိုအဖွဲတွေလှူမှန်ဆိုရင်လည်းသူ့အဖွဲပဲသူလှူသေးခြင်းလား အဲ့လိုမျိုးနဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ဒီ၃နှစ်တာကာလမှာသူကျွန်တော်ကျွန်တော်ကိုကျွန်တော်ဟိုဟာကိုတူခဲ့တာတခါမှမရှိဘူးကျွန်တော်ပြောလို့လုပ်ခဲ့တာတခါမှမရှိဘူးကျွန်တော်တခါမှသိန်း၂၀သိန်း၃၀တူတူလာလဲကျွန်တော်မတွေ့ဘူးเนาะမတွေ့ဘူးမတွေ့ဘူးအဲ့ဒီဒီဒီဟိုဟာပါလဲဟို CDN ဘိုးကြီးတယောက်ကိုခေါ်လုံးရတယ်အဲ့ဒီတော်လဲကိုအရောက်ခေါ်တဲ့ဟာကို၅သိန်းကမသိကြတယ်လို့ပြောတယ် เนาะအဲ့ဒါလည်းကျွန်တော်မယုံလို့ကျွန်တော်ကြပြားမှမထည့်ဘူး။ဘာလို့လဲ15တိန်ကျเสียရအကြောင်းမရှိဘူး။เนาะခေါ်တာ15တိန်30ကျเสียရအကြောင်းမရှိဘူး။အေးဒါမဲ့ဘာဖြစ်သူကသူကျတယ်ဆိုတော့ကျတယ်ပေါ့။ကျွန်တော်လည်းစိုက်ရတာမဟုတ်တော့ကျွန်တော်လည်းဘာမှမပြောတော့အပြည့်အစုံပတ်သက်ဘူး။เนาะဟိုတကယ်လို့ဒါ15တိန်30တကယ်ဒါပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းဝိုင်းဆိုင်မှာပေါ့เนาะ။ဒါမဲ့အဲ့ CDN ဘူကြီးတုန်းကလည်းကျွန်တော်ကျွန်တော်ကသူထည့်ပေးလိုက်တဲ့အခွဲကသူ့ရဲ့အခွဲဖြစ်နေတယ်။เนาะဒီဖိုးခွားလို့အခွဲဖြစ်နေ။အဲ့မှာလည်းကျွန်တော်က CDN ဘူကြီးကိုအမြဲတမ်းဆုံးပါတယ်။ဘူကြီးတေချာအဲ့အခွဲလေးကိုတေချာလုတ်ပေးပါ။ เนาะတီချာပါအဲ့ကျွန်တော် line ပေါ်မှာလဲကျွန်တော်တင်ပြီးတော့စကားတွေပြောခဲ့တယ်အဲသူ့အဖွဲ့လေးကိုတိုးတက်အောင်ကျွန်တော်စ조사ပေးတယ်เนาะအဲ့ဒီမှာအဲ့ဒီအကြောင်းလဲကျွန်တော် light light လွှင့်ပြီးတော့တီချာကျွန်တော်ရှင်းမရတော့မယ်ဘာဖြစ်လို့လဲဆိုတော့เนาะသူကကျွန်တော်ကိုအဲ့ဒီသူ ਨੇ เนาะ partner လို့ဖြစ်နေနေတဲ့ကောင်မလေးတယောက်ရှိတယ်အဲအခုတူနဲ့လေဟိုလိုလိုဒီလိုလိုနဲ့အဲသူများတွေကတင်းထွင်တာပေါ့နော်ကျွန်တော်မှတက်တည်တော့မရှိတော့ကျွန်တော်မပြောတော့အဲတူနဲ့အဲ့လိုပေါ့ဟို ဟိုထိုင်းနိုင်ငံမှာသွားအိတ်တယ်လို့ပါလို့မင်းမင်းစော်ရင်းနဲ့သွားအိတ်တယ်လို့ဒီကားတွေကသဘုတ်လေးလွင်ပြောကြပါဘူးဗျာသဘုတ်လေးလွင်မယ်ပြောလိုက်မယ်ဟုတ်မဟုတ်တော့ကျွန်တော်မသိလို့ပါနော်အဲအဲ့လိုမျိုးဖြစ်တဲ့ပါတနာဆိုတဲ့ကောင်မလေးပေါ့နော်ဒီကောင်မလေးကလည်းအခုမျိုးဖိုက်တာမှာသူ့ရဲ့ဒီမြေပြင်မှာပေါ့သူကမြေပြင်ကနေလာတာလို့ပြောတယ်မြေပြင်ကအဖွဲတော်တော်များများနေသူနဲ့တိတိတော့သူကနေပြီးတော့မြေပြင်အဖွဲကိုချိတ်ဆက်ပြီးတော့မျိုးဖိုက်တာအဖွဲဆိုထူထောင်ပြီးတော့အဲ့ရမမ်ဘာကြေးရတာကိုအဲ့မြေပြင်ကိုလှူပေးတယ်ဆိုတော့အဲ့လားကောင်းတဲ့အလုပ်ဖြစ်တယ်ဒါပေမဲ့ဘာလဲဆိုတော့ဘာလဲဆိုတော့သူတို့က သူတို့အဖွဲ့ကိုပဲလာခြင်းအောင်ဆိုပြီးတော့မှမလုပ်လဲဆိုတော့တခြားအဖွဲ့တွေတိုက်ခိုက်တယ်တခြားအဖွဲ့တွေထိုင်းနိုင်ငံမှာရှိတဲ့အဖွဲ့တွေတိုက်ခိုက်တယ်နော်တကယ်ဒိန်နေတဲ့အဖွဲ့ကိုတိုက်ခိုက်ရင်ကျွန်တော်ဘာမှပြောစရာအကြောင်းမရှိဘူးနော်ဒါပေမဲ့ဘာလဲဆိုတော့ဟိုသူတို့မတိကြမရေရဘဲနဲ့လိုက်တိုက်ခိုက်နေတဲ့အဖွဲ့တွေကတကယ်တော့သူတို့ပြောတယ်လို့လည်းမဟုတ်တာတွေပဲပါတယ်နော်အဲ့တော့သူကလုံးတုပ်ပေါ့လုံးတုပ်ဆဲတာမှဗျာပို့စုပ်ပဆက်နော်ဆဲတယ်အဲ့ကောင်လေးတယောက်နာမည်ကသူ့နာမည်အေဗာစမိုင်းနဲ့ဆိုပြီးတော့နာမည်ပေးထားတယ်တစ်တော့မှာအဲ့ကောင်ကဆိုရင် နော်ဘယ်လိုက်ပဲတက်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 လိုက်တိုင်းမှာအတက်ကုန်ဆဲတာဆဲတော့ကျွန်တော်တို့အခုဒီကောင်ဆဲတဲ့အမှုကြောင့်ကျွန်တော်တို့ဖျဲကြီးအဖွဲတွေပါဆဲဆန်နော်ကျွန်တော်တို့ဖျဲကြီးငံမယ်ပါကင်တုတ်ပြီးဆဲခံအဲ့ကြောင့်ကျွန်တော်အဲ့ကောင်တွေကိုဟန့်တားတယ်မင်းဒီလေးမင်းအဲ့လိုမလုပ်နဲ့မင်းအခုဆဲကျင်လို့ရှင်ဘိုင်နေတက်ပြီးတော့ဆဲနော်ကျွန်တော်ဟာဒီဖျဲကြီးအဖွဲကမဟုတ်ဘူးဆိုတာကိုလည်းမင်းပြောဖို့လိုတယ်အကောင်ကတိထားတာဗျာကျွန်တော်တို့လည်းပေါင်းရင်ဖျဲကြီးအဖွဲပဲထင်တယ်နော်ထင်တော့ခါကြတော့တစ်ဖက်ကရန်သူကတိုက်ခိုက်ပြီဆိုရင် ကျွန်တော်တို့ခဲကြီးဆိုတဲ့နာမည်ကိုတုံးပြီးတော့တိုက်ခိုက်တယ်နော်တိုက်ခိုက်တဲ့အခါကျတော့နော်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ကခဲကြီးအဖွဲကိုထိတိုင်းထိတိုင်းမှာနော်ကျွန်တော်ဘယ်သူမှတတ်မဖိုက်ဘူးကျွန်တော်တတ်ဖိုက်တယ်နော်ကျွန်တော်တတ်ဖိုက်တယ်နောက်ပါနောက်ပါနောက်ခါကျတော့ဒီကိုရင်းနိုင်တတ်ဖိုက်တယ်နော်အတားပဲနော်တန်တဲ့လူတွေလည်းရရင်ရတဲ့နည်းနဲ့တတ်ဖိုက်ပြင်မဲ့မင်းမင်းစော်ဟင်းကိုဆိုရင်ဘယ်သူမှလက်မခံဘူးဘယ်အဖွဲကမှသူ့ကိုလက်မခံဘူးနော်ဘာလို့ဆိုတော့သူ့ရဲ့ဆဲဆိုရိုင်းဆိုင်မှုကြမ်းတဲ့အတွက်ကြောင့်မင်းမင်းစော်ဟင်းကိုဘယ်အဖွဲမှလက်မခံဘူးနော် ပြီးတော့လည်းသူဒီဘာသာရေးကိုမလိုက်စားတဲ့အတွက်ကြောင့်သူ့ကိုမွတ်စလင်ဘာသာတယောက်အနေနဲ့ဘယ်သူမှသူ့ကိုမလေးစားဘူး။ဘာဖြစ်လို့လဲသူဒီဘာသာရေးကိုလည်းမလိုက်စားဘူး။အရက်ဆိုလည်းတောက်လိုက်တာပဲ။နော်ဟိုအခုအိမ်ဆောင်ရေးကိစ္စပါနော်မိမတွေဆိုလည်းသူရှုပ်လိုက်တာပဲ။အဲ့လိုမျိုးတွေနဲ့ကျွန်တော်ကအဲ့လိုမျိုးကိုကျွန်တော်လက်မခံဘူး။နော်ဒါမဲ့ထားလိုက်ကျွန်တော်တော်လန်ရေးနဲ့လူမှုရေးကိုကျွန်တော်ခွက်ခွဲကြကြလောက်ထားတယ်ဒါသူ့ကိစ္စကျွန်တော်ကိစ္စမဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်ခုမတည့်လို့ပြောနေတာမဟုတ်ဘူးကျွန်တော်မတည့်လို့ဖော်နေတာမဟုတ်ဘူးကျွန်တော်ဒီ ကျွန်တော်တိတဲ့လူတွေကျွန်တော်တိထားတဲ့ရုပ်တွေကျွန်တော်တစ်ခါမှ gain ပေါ်မှာချပြခြင်းလည်းမရှိသေးဘူးဘယ်သူ့အမှလည်းရောင်းမစားဘူးเนาะမှန်တော့တစ္ဆာကျွန်တော်ဆိုလို့ရတယ်ဘယ်သူ့အမှရောင်းမစားဘူးအဲ့မှာကျွန်တော်ကိုနင်းမောင်လည်းကျွန်တော်အရင်လေးစားရတဲ့ကိုနင်းမောင်လည်းကျွန်တော်အရင်တော့ဆိုရင်ကျွန်တော်တို့ gain ပေါ်မှာတက်တက်ပြောတဲ့ကိုနင်းမောင်ဆိုတာရှိတယ်ကိုနင်းမောင်လည်းဟိုအမျိုးမျိုးစဲတဲ့အောင်เนาะတင်ပေးလိုက်တင်ပေးလိုက်တော့ကိုနင်းမောင်ကလည်းတစ်ချိန်လုံးစဲတယ်ဒီအရက်မူးလိုက်လည်းစဲတယ်အရက်တွေပါတောက်တယ်ဗျာ gain ပေါ်တော့တက်ပြီးတော့ ်နော်ဆဲတာဆိုအဲ့တော့ကျွန်တော်ကကိုနင်းမောင်လည်းတားခဲ့တယ်အကိုအဲ့လိုမလုပ်ပါနဲ့နော်ကျွန်တော်ကအကိုကိုကျွန်တော်ပခုံးပေါ်တင်ထားတာပါနော်အကိုအဲ့လိုမျိုးကြီးလှုပ်ပြီးတော့ဟိုဖြစ်တာကျွန်တော်စိတ်မကောင်းဘူးအကိုအဲ့လိုမလုပ်နဲ့ဆိုတော့အဲ့မှာမင်းမင်းစော်ရင်းကအဲ့တုန်းကလည်းကျွန်တော်ထဖဲမင်းအားတဲ့နော်ကျွန်တော်မင်းနေငါရင်းနဲ့ပြောတယ်နော်မင်းအားတဲ့ဒီခွေးလေးရှိကဘာစားထားလို့မင်းကဘာဒီလားတက်ပြောနေရတယ်ဟဲ့အောင်နဲ့ဆိုပြီးကျွန်တော်အဲ့လိုတက်ပြောတယ်ကြာဘယ်တော့မှရရင်လဲဆိုတော့နော်နော်ကျွန်တော်ကျွန်တော်ကျွန်တော်မင်းနဲ့ငါနဲ့နော်ဟိုဘက်က ဒီ time မှာရှိနေတဲ့သူတွေရောခွေးတွေရောเนาะကျွန်တော်အမင်းနဲ့ငါနဲ့တောင်းရုံတောင်မပြောဘူးဘာလို့မှအကုန်လုံးကကျွန်တော်ကိုကြီးကိုကိုလင်းကျွန်တော်ခေါ်တာအကုန်လုံးကကျွန်တော်အဲ့လိုမျိုးသူတို့ထက်ကြီးမှန်းသိလို့ကျွန်တော်အဲ့တော့အသက်ကိုအများနဲ့ထည့်ပြောတယ်ကျွန်တော်48နှစ်ရှိနေရှိပြီဘာလို့ဆိုကျွန်တော်ရဲ့ဗုဒ္ဓဘာသာမှာဗျာအေး तू ကဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဒါဗုဒ္ဓဘာသာမဟုတ်တိုင်းရိုင်းတာမဟုတ်ဘူးเนาะကျန်တဲ့ဘာသာတွေကဘာသာလိုက်စားတဲ့သူတွေကမရိုင်းဘူးဗျာတိတယ်တမိနစ်တစ်စက္ကန့်မှကြီးတဲ့သူတွေကိုဘယ်လိုဆက်ဆံရမလဲဆိုတာတိတယ် နော်ဟိုကျွန်တော်တို့ဗျာခွေးမို့လို့မခံကျင်လို့သာပြောနေတာမင်းအောင်နိုင်ဒီဒီဟိုဟာပေါ့နော်ဟိုဟာဖြစ်လို့သာကျွန်တော်တို့ဆဲနေတာဒါပေမဲ့ကျွန်တော်တို့ယင်ထဲမှာမကောင်းမှန်းလူတိုင်းသိတယ်ဟုတ်တယ်မလားကျွန်တော်တို့ယင်ထဲမှာအကုန်သိတယ်အဲ့တော့ကျွန်တော်တို့ကဗာလဲဟိုကျွန်တော်တို့ယင်ထဲမှာဟာယူကိုကျွန်တော်တို့လေအဲ့ဒါဒီ UK မှာဆိုရင်လဲဟိုမဆဲဘဲနဲ့ကျွန်တော်တို့ strike လုပ်ဖို့အတွက်ဒီတို့တွေပြောခဲ့တာရှိတယ်ဟုတ်တယ်မလားကျွန်တော်တို့ဆဲတာတဲချင်းကကောင်းခြင်းမဟုတ်ဘူး နော်ကျွန်တော်တို့တော်ပြီလေတော်အောင်ကျွန်တော်၃နှစ်တာ၄နှစ်လုံးကျွန်တော်ဆဲလာခဲ့ပြီးွားပြီတော်ပြီပေါ့နော်ဘာဖြစ်လို့ရိုင်းတော့မှာအဲ့တော့ကျွန်တော်ကကိုနှင်းမောင်လည်းအကိုကြီးဒီလိုဒီလိုပဲဆိုပြီးတော့တက်ပြောတယ်ပြောတဲ့အခါမှာကိုနှင်းမောင်ကလည်းသူ့အကိုနဲ့နော်နောက်ဆုံးဖြဲကြီးအခွဲထဲပါဝင်လာပြီးတော့မှာသူကဆွဲထည့်လိုက်တာနော်ကျွန်တော်သိတယ်သူဆွဲထည့်လိုက်တာနော်ဆွဲထည့်လိုက်တဲ့အခါမှာကျွန်တော်ကိုနှင်းမောင်ကိုပို့ပြီးတော့ကျွန်တော်အထင်သေးွားတယ်တင်ညာတက်တယောက်ဗျာနော်တင်ညာချက်တက်တယောက်ကဒီကောင်ဆွဲစားတာကိုခံလိုက်ရတယ်ဆိုပြီးတော့ကျွန်တော်ကိုကျွန်တော်ကိုကျွန်တော်တို့ကိုဝင်းရံပြီးတော့ တက်ခဲ့တဲ့သူတွေကကျွန်တော်တို့ဗျာဘယ်လိုပြောရမလဲပြန်စော်တာပေါ့ဗျာရှင်းရှင်းပြောရရင်ကိုမွေးတဲ့မြောက်တွေကကိုပြန်ခြောက်တယ်ဆိုတဲ့သဘောပေါ့ဗျာရှင်းရှင်းပြောရရင်ကြည့်ရမှာကတော့နော်ဟိုဒီစကားသုံးလို့ကိုနင်းမောင်ကြီးကိုကျွန်တော်ရည်ရွယ်ပြီးပြောရမှာမဟုတ်ဘူးကိုနင်းမောင်ကသဘောပေါက်တယ်ဒါပေမဲ့ကျွန်တော်တို့ကြည့်လို့မရတော့ဖြစ်သွားတယ်ဒီကောင်းကြောင်းမင်းမင်းစော်ရင်ကြောင်းနော်ပညာတတ်ပါဟိုဒုက္ခရောက်သွားတယ်အခုကျွန်တော်ပြောတယ်ကိုညင်းမောင်တော်တော့တော်တော့အဲ့ဒီမိကြီးကဆူရှာဆိုတဲ့ကောင်လေးတွေနဲ့ပြဿနာတက်တယ်မတန်ဘူးလေဗျာဟုတ်တယ်မကိုကခလေးလူငယ်တွေလူငယ်တွေနဲ့ပြဿနာတက်တယ်လူငယ်တွေလာတောင်းမှန်တယ်တော်ပြီဗောလူငယ်တွေကအကုန်လုံးကသူ့ကိုတောင်းမှန်တယ် ဂွေးကိုညမောင်ဂွေးကိုလာတောင်းမယ်ဂွေးကိုကိုလင်းလာတောင်းမယ်နော်မင်းမင်းဆိုရင်လာတောင်းမယ်တော်ပြီပေါ့ဒါမဲ့ဒါမဲ့ဗာလဲဆိုတော့ဒီကောင်းကဗာလဲဆိုတော့အဲအခုညမဟိုဟာဟိုပါရဲပေါ့ဟိုကျွန်တော်တို့ကိုဟိုဟာဟိုပါတွေးလိုက်လို့တင်းတင်းဟုတ်ဆိုလဲအဲကောင်ကောင်းကောင်းစော်ကားထားတာရှိတယ်နော်ကျွန်တော်ကျွန်တော်ကကျွန်တော်တို့ကဗာလဲဆိုတော့ဟိုဝင်ပြီးတော့ဆော့ရီရပြဖျက်ကြီးပွဲဆိုတာတကယ်ဆိုရင်ဆော့ရီရနာမည်တော့မရှိတော့ဘူးကျွန်တော်ပြန်ရက်တည်ပေးတယ် နော်ပြန်ရက်တည်ပေးတယ်လုတ်ပေးတယ်အကုန်လုံးအဲ့လားကိုအခုဒီကနေ့ဒီကောင်ကနော်ကျွန်တော်လည်းဘာလို့နာမည်မမဖော်ဘဲနဲ့ဒီကောင်ကြီးကဒိုင်းပေါ်မှာအဲ့လားဟိုဖျောက်ပြောင်ကြည့်မင်းဖော်ရဲခေါ်ကြည့်ဟမ်အဲ့မင်းကိုမြေခံပြစ်မယ်လို့ဘာဖြစ်တယ်ညာပြည့်ကျွန်တော်ချင်းချောက်ကျွန်တော်ကမင်းအောင်နိုင်တော့မချောက်လို့နော်ကျွန်တော်ကပြောနေတယ်ကောင်းမြတ်နော်ဒီကောင်ကြီးစောက်ခတ်မပြရဲပဲနဲ့ဒိုင်းပေါ်ကိုတက်ပြီးတော့တော်လန်ရေးမှာဗျာမြေပြင်ကအသက်အန္တရာယ်များနေတဲ့ရဲဘော်တွေတောင်မှမျက်နှာပြပြီးတော့မြေပြင်ကနေတက်လာရဲတယ် နော်ဒီကောင်းนี่ဒီကောင်းမှမျက်နှာမပြဘဲနဲ့စောက်ဖို့ဒီစကားမျိုးကျွန်တော်မျက်နှာပြဖို့ပြောတာပေါ့နော်ဟိုချင်းောင်နေကနေလက်လက်တီးဖုံးမထောင်းနဲ့နော်မရဘူးကျွန်တော်လာပြီးတော့အဲ့လိုလုပ်လို့နော်အဲ့တော့ကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်က အခုခဲကြီးခွဲရမထောက်ဘူးဆိုရင်ထိုင်းနိုင်ငံလူတွေမလေးရှားနိုင်ငံလူတွေစင်ကာပူနိုင်ငံလူတွေအကုန်လုံးကအခုဆိုရင်ဒီခဲကြီးပါထည့်ပြီးအစဲနေပြီနော်ကျွန်တော်အားနာတယ်ကျွန်တော်အားနာတဲ့သူတွေကကြတော့ဟိုခဲကြီးအဖွဲမှာကိုကိုလွင်းမပါပါဘူးမပါဘူးတကယ်တော့ခဲကြီးအဖွဲမှာမပါဘူးဒီမဆဲတဲ့သူတွေအများကြီးပဲ เนาะတဲကြီးဘွဲမှာမဆဲဘဲနဲ့ကောင်းကောင်းမွန်မွန်နဲ့ပြောနေတဲ့သူတွေရှိတယ်အဲ့ဒီလူတွေကအခုထိနေပြီအကုန်လုံးอ่ะအဲ့အဲ့လူတွေထွက်မထွက်ဆိုတာတော့ကျွန်တော်မသိဘူးကျွန်တော်ကတော့ထွက်တယ်ဘာဖြစ်လို့လဲကျွန်တော်ကျွန်တော်ကတဲကြီးဘွဲကမထွက်လို့ရှိရင်ကျွန်တော်နာပေးနေအောင်ဟုတ်တယ်မလားဒီဒီငခုံးမတကောင်ကြောင့်ကျွန်တော်တစ်ထေလုံးအပုတ်မခံနိုင်ဘူးเนาะတကယ်ဆိုလို့ရှိရင်အဲ့တဲကြီးဘွဲကနေအဲ့ကောင်ထောက်ရမှာမင်းမင်းစော်ရှင်ထောက်ရမှာနော်အဲ့တော့ဒီကောင်ကဘာလဲဆိုတော့ page ထောင်ထားတယ်။ page ထောင်ပြီးတော့အဲ तू तू ကဒီဖြည့်ကြီးခွဲကိုထောင်ထားတာပါဆိုပြီး तू ကလုတ်တယ် ူခေါ်လို့ပေါ့ဗျာကျွန်တော်တို့ကဖျက်ကြီးဖွဲ့ကိုရောက်တော့ခင်ခံလိုက်ကျွန်တော်အဲ့လားပဲပြောလိုက်မယ်နော်မင်းခေါ်လို့ဖျက်ကြီးဖွဲ့ကိုရောက်တယ်ဆိုတာနော်မင်းကငါပြောလိုက်မယ်ဖျက်ကြီးဖွဲ့ကိုရောက်တိုင်းမင်းဒီဖျက်ကြီးဖွဲ့နာမည်ရဖို့ဆိုတာဘယ်သူကလောက်တာလဲနော်ဘယ်သူကလောက်တာလဲဟမ်မင်းဒီဖျက်ကြီးဖွဲ့ကိုဘယ်သူကနေပြီးတော့ကြိုးကြိုးဆဆနဲ့ဟမ်နော်ဟိုတစ်ချိန်လုံးဖျက်ကြီးဖွဲ့ဆိုပြီးတော့မှဘာမှဟိုနိုင်ငံရေးမပြောတဲ့ဘာမပြောတဲ့နဲ့မင်းကိုနောက်ကွယ်ရနေပြီးတော့ဘယ်သူမင်းကိုနိုင်ငံရေးပြောပေးနေလဲမင်းအတီဆုံးကနေလေနော်နော်ငါလာပါမယ် เนาะအဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ရက်မယ်ကျွန်တော်မြေပြင်မှာဒီရဲဘော်တွေသူထောင်ထားတဲ့အခွဲကရဲဘော်တွေဘလို့ဖြစ်သွားလဲဆိုတာတွေကိုစက်ရံလာမယ်เนาะဒီညကျွန်တော်လှုပ်ဆင်းရမယ်အဲ့တော့စက်ရံလာမယ်အဲ့လားလေးကိုကျွန်တော်နောက်ထပ်ထပ်ပြီးတော့လိုက်တွင်းเนาะအဲ့တော့ကျွန်တော်ဒီမစိုက်ဘူးဒီကောင်းကြီးမင်းမင်းစော်ဟင်းဒီအခု तू ဒီတဲကြီးအဖွဲနာမည်ကိုပြက်အောင်လေ तू ပဲလုပ်လာနော် तू ပဲလုပ်နေတာအခုဘာလို့ဆိုတော့ຫນွေဦးဖိုက်တာအဖွဲဆိုပေါ်လာပြီးတော့မှအိုင်းနိုင်ငံကြီးကိုအကုန်လုံးတိုက်ခိုက်နေနော်လူတိုင်းကို လူတိုင်းကိုတုတ်တာနော်တုတ်တဲ့အတွက်ကြောင့်အဲ့ဒီနွေဦးဖိုက်တာအဖွဲ့ကြောင့်ဘာဖြစ်လဲဆိုတော့အဲ့တော့မြေပြင်မှာရှိနေတဲ့ရဲဘော်တွေလည်းပေါ့နော်ဒီနွေဦးဖိုက်တာအဖွဲ့ကိုခင်ဗျားတို့လက်ခံပြီးတော့ဟဲ့လားဒီရဘုံဝေယူနေတဲ့ရဲဘော်တွေလည်းတတိထားကြပါနော်ကျွန်တော်ပြောပြီနော်တတိထားကြပါဘာဖြစ်လို့လဲဆိုတော့အရင်ကနာမည်ပြက်နေပါပြီနော်အဲ့တော့ဘာမှမဖြစ်ဘူးဒီမြေပြင်ကရဲဘော်တွေဟိုပတ်ဆက်ရဖို့တော့အဓိကပဲဘာမှမဖြစ်ဘူးဘယ်လိုပဲဖြစ်ဖြစ် ပတ်စံရဖို့အဓိကပဲမြေပြင်မှာပတ်စံလိုတယ်နော်မြေပြင်မှာပတ်စံရဖို့လိုတယ်ဒါပေမဲ့တတိထားဖို့တော့ကျွန်တော်ပြောတယ်နော်ဒါဆိုတော့မကျင်တဲ့မကျင်တဲ့တလို့ဟိုဆော့မှာနော်အဲ့တော့တတိထားဖို့အားလုံးနော်အဲ့တော့ဟိုငွေဦးဖိုက်တာအဖွဲ့ကိုနော်ကျွန်တော်ကျွန်တော်ဒီဟိုဟာမှာတွတ်ကြည့်ပါကျွန်တော်ပြီးရင်ဟိုဟာတင်ပေးမယ်နော် Facebook မှာတင်ပေးမယ်နော်ဒီငွေဦးဖိုက်တာအဖွဲ့သူတို့ရဲ့ logo ပါကျွန်တော်တင်ပေးမယ်နော်အဲ့မှာပါတဲ့ညီကိုတွေလည်းနော်ကျွန်တော်ပြောမယ်ဝေးဝေးရရှောက်ပါ နော်ဝိုးဝေးရရှောင်ကြပါမင်းတို့လည်းဒီငခုံးမတကောင်ကြောင့်တစ်ထေလုံးမပုတ်ပါစေနဲ့ဟုတ်ကဲ့ပါကျွန်တော်ကျွန်တော်ကျွန်တော်ကလေအမျိုးမျိုးတီးခံခဲ့ပြီးပါပြီဘာလို့ဆိုတော့ကျွန်တော်ကပါလို့ဆိုတော့တစ်ချိန်လုံးကျွန်တော်တို့အခုကျွန်တော်ဆုံးမကြည့်ရပေါ့ဗျာတက်ပြီးတော့ညီလေးအဲ့လိုမပြောကြမပြောကြပါနဲ့မလုပ်ကြပါနဲ့မဆဲကြပါနဲ့ဟိုကို့အချင်းချင်းလို့ပြောတာတော့မှဟမ်ကိုလွင်ကအဲ့အဲ့ဟို wave fighter မှာပါနေတဲ့နော်ဒီဒီ drama queen ဆိုတဲ့ကောင်မလေးကလည်း ့သူကျွန်တော်ရိုင်းရိုင်းဆိုင်ဆိုင်တော့မပြောပါဘူးเนาะမပြောဘူးအဲဒါပေမဲ့သူကိုယ်တိုင်ကလည်းဘာဖြစ်လဲဆိုတော့မင်းမင်းစော်ရင်ကိုသူ push လုပ်နေတဲ့ပုံစံမှာရှိတယ်เนาะအဲ့တော့မင်းမင်းစော်ရင်ဒီအိမ်အောင်တယ်ဖြစ်တယ်ဒါပေမဲ့အဲ့ကောင်မလေးနဲ့လည်းဘာဘာညာညာကြီးကျွန်တော်တို့ကျွန်တော်တို့အခုတင်းနေကြားနေတယ်ဒါလူမှုရေးကိစ္စဖြစ်တဲ့အတွက်သူသူသူများသာဆွတ်ဆွဲနေတာမင်းမင်းစော်ရင်ရဲ့အချင်းစရိုက်ကိုကျွန်တော်ကျွန်တော်တို့လာပြောပြရတဲ့သူတွေကရှိတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲ့ opinion ပေါ့เนาะကျွန်တော်ရဲ့ဒီဟိုအုံးပေါ့တယောက်တည်းအနေနဲ့เนาะဟိုကျွန်တော်တော့မသိဘူး ကျွန်တော်ကျွန်တော်မှာတက်တယ်မရှိဘူးเนาะအဲ့တော့ကျွန်တော်ကမဆွဆွဲဘူးเนาะမင်္ဂလာပါမင်္ဂလာအဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်ပြောမယ်เนาะကျေးဇူးလည်းတင်တယ်လာနာထောင်ပေးတဲ့သူတွေအဲ့ဒီမှာဒီဒီပေါ့เนาะကျွန်တော်ကျွန်တော်ကိုပေါ့ဒီဆွဆွဲတဲ့เนาะဒီခွေးတွေနဲ့တဲ့မှာဘလူးပဲလဲလုတ်တယ်လို့ဘာလို့ညာလို့ဆိုတော့เนาะကျွန်တော်ကအုံနောက်မရှိတဲ့သူမဟုတ်ဘူးညာเนาะအုံနောက်မဲနေတဲ့သူမဟုတ်ဘူးသူပြောတိုင်းလဲကျွန်တော်က ဖြစ်သွားတာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီလမ်းဆိုက်ဘူးအဲ့တော့ယုံတဲ့သူတွေကတော့ယုံကြမယုံတဲ့သူတွေကမယုံနဲ့နောက်ပြီးတော့ကျွန်တော်တို့ခဲကြီးညီကိုတွေကိုလည်းကျွန်တော်ပြောချင်တာကကိုယ့်ဘဏ်ကိုကြည့်ရှောင်ကြတော့ဘာလို့ဆိုတော့အစဲခံရတော့မှာခင်ဗျားတို့လည်းနော်အခုလို့လည်းဆဲခံရတော့မှာနော်ညီလို့လည်းဆဲခံရတော့မှာအဲ့တော့ကျွန်တော်တို့အစဲမခံနိုင်ဘူးကိုထမင်းကိုစားနေရတာနော်ကိုထမင်းကိုစားနေရအဲ့တော့ကိုပတ်စံနဲ့ကိုလှူနေရ နော်ဘယ်သူမှအစဲမခံနိုင်ဘူးအဲ့တော့ငခုံးမတစ်ကောင်ကြောင့်တစ်လေလုံးအပုတ်ခံမလားအဲ့ငခုံးမကိုရှင်းမလားဒါပဲရှိတယ်နော်အဲ့ငခုံးမကိုတွန့်ပလိုက်မှာဒါပဲရှိတယ်အဲ့တော့အဲ့တော့ဖျားချင်းကြီးကိုလည်းစဉ်းစားကြပါဦးခိုးပါဦးနော်ဒါဒါပါပဲရေးတော့ပေါအောင်ရမယ်နော်